တရံပဲစီဧပြီလ၄ရက်တောက်ကြနေညနေခင်းရုပ်သားသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့ထူးချောင်းခဲတစ်ခုကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းမြန်မာနိုင်ငံအလဲပိုင်းအပါဝင်ငလေဘေးတဒေသ၃ခုကို IEC ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမယ်လို့ပြောကြားလိုက်တဲ့အကြောင်းဂရင်းဒီမှာငလင်ချောက်ဖြစ်တဲ့အပြည့်စည်တွေကို ကိုထူကိုထဖြည့်ရှင်ဖို့ဒေသခံတွေကြိုးပမ်းနေတဲ့သတင်းနဲ့ပရိုဆိုကလူနေအိတ်တချို့ကို စက်ကောင်စီကအကြောင်းမဲ့မြေရှုဖျက်ဆီးနေပြီးနေအိမ်၆လုံးထဲမှနေမိလောက်ပျက်စီးခဲ့တဲ့ဖြစ်စဉ်တွေကိုနားဆင်ရမှာပါရှင်။ဧပြီလ၂ရက်ညနေ၄နာရီခွဲဝန်းကျင်မှာဘောလခဲမြို့နယ်ထဲကထူချောင်းကိတ်စခန်းတစ်ခုကိုစက်ကောင်စီကလေကြောင်းသုံးပြီးဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်လုံချုံရေးတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တို့အကြဆုံးပြီးဒဏ်ရာရသူတို့ချို့ရှိတယ်လို့ KNTF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ် ငလေထံကူညီကဲဆက်ရေးတွေလှုပ်ဆောင်ဖို့အတွက်စက်ကောင်စီကဧပြီလ9ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ခတ်ရက်စဲမယ်လို့ရုပ်မြင့်တန်ကြားကနေတစ်ဆင့်ထုတ်လွှင့်ထားပါတယ်။ဒါပေမဲ့လည်းဧပြီလ3ရက်နေ့မှာ ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာစက်ကောင်စီကလေရီတွေတုံးပြူပြီးဘုံကျဲတိုက်ခတ်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံအလဲပိုင်းပါဝင်ငလေဘေးတင်တဲ့ဒေသ3ခုကပြည်သူတွေအတွက် ူသားချင်းစာနာထောက်ထားမှုအကူအညီပေးသွားမယ်လို့ GNB ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အထွေထွေအတွေ့အမှုခုပလူတွေကပြောပါတယ်။မြန်မာနိုင်ငံအလဲပိုင်းငလေဘေးသစ်ပြည်သူတွေအတွက်တခု GNB နဲ့ထိဆက်နေတဲ့ဒေတာကငလေဘေးသစ်ပြည်သူတွေအတွက်တခု GNB တွင်ငလေဘေးသစ်ပြည်သူတွေအတွက်တခုစုစုပေါင်းနေရာဒေတာ၃ခုကိုကူညီသွားဖို့စတင်နေပြီဖြစ်တယ်လို့ပြောပါတယ်။ငလေဘေးသစ်လူသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီစက်သိန်းတထောက်အသုံးပြုသွားမယ်လို့လဲ IEC ရဲ့ဒုဥက္ကဋ္ဌခွန်ဘီထုကမြန်မာနောင်သတင်းဌာနကို ပြီးခဲ့တဲ့မတ်လ31ရက်နေ့မှာဖြေကြားခဲ့ပါသေးတယ်။မြန်မာပြည်အလဲပိုင်းကငလေဘင်းတိပြည်သူတွေကိုဂရင်းဟီပြည်တွေမှာလာရောက်ခလုံးနေထိုင်ကြောင်းကိုလည်း IEC ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ငလေစတင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ2ရက်ည6:00နာရီအထိတည်ဆုံသူမှာ 3000ကျော်ရှိလာပြီဖြစ်တယ်လို့စစ်ကောင်စီပိုင်းသတင်းစာတွေမှာဧပြီလ3ရက်နေ့ကဖော်ပြထားပါတယ်။ဒါရီအပြင်ဒဏ်ရာရရှိသူ4500ကျော်နဲ့ပျောက်ဆုံးသူ350ကျော်အထိရှိနေတယ်လို့လည်းသိရပါတယ်။စကိုင်းမြို့ကိုဗဟိုပြုပြီးပြင်းအားချင်းကလေးကြောင့် Greenipi တောင်တန်းဒေသတချို့နဲ့အဆောက်အဦတချို့ပျက်စီးပြိုကျမှုတွေရှိခဲ့ပြီးပြန်လည်ပြုပြေဖို့ဒေသခံတွေကကိုထူကိုထဖြည့်ရှင်ဖို့နှိလာရှာနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ငလင်ကျောက်ဂရီနီဘီဒီမော့ဆုံမြို့နယ်နီဒူးခုကျေးရွာနဲ့ဟိုဝမ်အထက်ရွာက ခရိယာဖျားကျောင်းနှဆောင်ပြိုချပျက်စီးခဲ့တာပါလက်ရှိမှာတော့အဲ့ဒီဖျားကျောင်းတွေကိုပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက်နိုင်ငံရခြားမှာအလုံးလောက်ကင်နေသူတွေကအလူငွေတွေဆုဆောင်းနေတယ်လို့စင်ကာပူနိုင်ငံမှာအလုံးလောက်ကင်နေတဲ့နီဒီခုကျေးရွာကဒေသခံအမျိုးသမီးတအူးကတော့ပြောပါတယ် အဲ့ဒီငလေဖေးတစ်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးသွားမယ်လို့ GNP ချာကာလာအုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွေ့အကြုံမှခုပလူတွေက ပြောပါတယ်။ဒါရီပြင် ရှမ်းဂရီနီနဲ့ဆက်ဖေခုံမြို့နယ်လက်ဤကျေးရွာကဖျားကျောင်းဆောင်တဆောင်။ဝါရီခုကျေးရွာကဖျားကျောင်းဆောင်တဆောင်လဲငလင်ကြောင့်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ပရိုဆိုမြို့တွင်းမှာရှိတဲ့ဒေသခံလူထုတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီက အကြောင်းမဲ့မီရှုဖြစ်စီခဲ့ပြီးနေအိမ်6လုံးထဲမှနေမီလောက်ပြစီခဲ့တယ်လို့ဧပြီလ3ရက်နေ့မှာဂရင်းနီမြို့သားများကာကွယ်တပ် KNDF ကအသိပေးထုတ်ပြန်လာပါတယ်တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲပရိုဆူမျိုးမြို့မရဲစခန်းမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနေမီရှုဖြစ်စီခဲ့တာလို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကလေးကပရိုဆူမျိုးပေါ်ညောင်စေရက်ွက်နဲ့ရွှေပီတာရက်ွက်မှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်ကိုစတင်မီရှုခဲ့တာဖြစ်ပြီးဧပြီလ1ရက်နေ့ညနေပိုင်းအထိမီးလောင်ကျွမ်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိပြည်သူမျိုးပေါ်မှာတိုက်ပွဲဖြစ်ပွားတာမရှိတော့တာကြာနေပြီဖြစ်တယ်လို့လူသူတွေလည်းနေထိုင်မှုမရှိပဲစစ်ကောင်စီနဲ့စစ်ကောင်စီနောက်လိုက်နောက်သားတွေနေထိုင်ကြတယ်လို့ဆိုပါတယ်။ဒါရီပြင်စစ်ကောင်စီတပ်သားတွေနဲ့သူတို့ရဲ့လက်အောက်ခံတွေဟာပြည်သူလူထုတွေရဲ့နေအိမ်တွေကို ဖောက်ထွေးပြီးပြစ်စီးယူဆောင်တာ နေအိမ်မရှိဖြစ်စီတာစတဲ့ဥပဒေမဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့ KNTF ကပြောဆိုထားပါတယ်။ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးစစ်ဘေးအပါအဝင်တဘဝဘေးတွေနဲ့လည်းကင်းဝေးကြပါစေရှင်။ကျမမော်လေးမြပါ။